ုနေတိုကအကောင်လုံးသူ့ကိုခေါင်းဆောင်တင်လိုက်ပြီသူတို့လိုချင်တဲ့ခေါင်းဆောင်ဒါမျိုးဒီအီရန်ကိုသူဘုံကျဲလိုက်တဲ့ကိစ္စကမအောင်မြင်ပါဘူးဆိုတော့ဒီထောက်လန့်ရေးပနာမအစီရင်ခံစာပေါက်ကြားမှုကနေနယူးယောက်တိုင်းနဲ့ CNN နဲ့ MSNBC တို့ရဲ့ပြောကြားချက်ကိုသူအကြီးကျယ်တိုက်ခိုက်သွားပါတယ်။အဲတော့ NATO မှာသမ္မတဒေါ်နယ်ထရန့်ကိုအစည်းအဝေးပြီးသွားပြီ။အဲကြောင့်သမ္မတဒေါ်နယ်ထရန့်ကမပြောင်းခင်သတင်းစာရှင်းလုပ်ပဲလုပ်တယ်။အခုပြီးလေးမောတက်ပြီးပြန်လာတော့အဲဒါကိုအစားဆုံးနားထောင်နေလို့အီရန်နဲ့အစ္စရေးကိစ္စပဲအဓိကလွှမ်းမိုးနေတာပါပဲ။ပြီးတော့ နေတိုးရဲ့နိုင်ငံအားလုံးရဲ့9ရကံတော့သူတို့ရဲ့ကာကွယ်ရေးဘတ်ဂျက်ကိုသုံးတဲ့ကိစ္စကိုအဓိကထားပြောသွားတယ်သူဖြစ်ချင်တဲ့တိုင်းဖြစ်သွားတယ်အဲ့ဒီမှာတနိုင်ငံမှာစပိန်နိုင်ငံကကန့်ကွက်နေတယ်အဲ့ဒီကြောင့်သူစပိန်ကိုပြစ်ပြောသွားတယ်ပေါ့မတရားဘူးပေါ့မိတနိုင်ငံနဲ့ဘာလို့ကန့်ကွက်နေ9ရကံတော့သုံးလို့ပေါ့မအောင်မြင်ပါဘူးဆိုတဲ့ဒီ ောက်လန်းရေးရဲ့ပနမအစီရင်ခံစာပေါကြားမှုကနေနယူးယောက်တိုင်းနဲ့ CNN နဲ့ MSNBC တို့ရဲ့ပြောကြားချက်ကိုသူအကြီးအကျယ်တိုက်ခိုက်သွားပါတယ်။ CNN ကသတင်းတောက် MSNBC ရဲ့ BBC သတင်းတောက်ကိုသူအကြီးအကျယ် challenge လုပ်သွားတယ်။ဒီအချိန်မှာသူ့ကိုလည်းတခြားနိုင်ငံတွေရဲ့သတင်းတောက်တွေက challenge မလုပ်ရဘူး။အမေရိကန်နိုင်ငံရဲ့သတင်းတောက်ပဲ challenge လုပ်ရတယ်။သူကအမေရိကန်နိုင်ငံသားဘူး။အဲ့တော့သူကတော့ ABC CNN နဲ့သတင်းတောက်ပေါ့နော်။နာမည်ကြီးသတင်းတောက်ပါ။ပြီးတော့သတင်းကြောက်တဲ့ MSNBC ရဲ့တရင်တော့ပါပဲအဲ့ဒါလည်း KC ပါနာမည်ကြီးပါသူနဲ့လည်းအကုန်လုံးအင်တာဗျူးလုပ်ပြီးသားသူအကုန်သိတယ်အဲ့နှစ်ယောက်နဲ့သူနဲ့အကြီးအကျယ်ဖြစ်ကြတာအဲ့ဒါအဓိကပြောသွားတယ်အဲပြီးတော့ယူကရိန်းကိစ္စအထူးကြကြတဲ့ခုပြောတယ်သူကစိတ်တော်မာတယ်ဗျဒါပေမဲ့တပြိုင်နက်တည်းမှာစိတ်လည်းပျော်ယူကရိန်းတရင်တော့ပါပိုလန်ကနေပြီးတော့ဒီတရင်တော့နေနဲ့အမျိုးသမီးကပြောတယ်ပြောတော့သမရမီးတယ်မင်းကဘယ်ရလဲပေါ့ယူကရိန်းကဟမ် မင်းကယူကိန်းရဆိုဘယ်လိုလုပ်ပုံလမ်းရောက်နေတယ်မင်းတရင်တော့လုပ်နေတာလားဟုတ်တယ်ကလေးမလေးကကြောက်ရွံ့နေတဲ့ပုံနဲ့ပေါ်တယ်စကားပြောတာလည်းတုံတုံတုံနေပေါ့နော်ဘာလို့လဲသမနာထရန့်ကိုလည်းအကုန်လုံးကကြောက်တယ်အခုကတရင်တော့တွေကလည်းမင်းအရင်မမေးရဘူးသမနာထရန့်ဒေါသကြီးမှလည်းလူတိုင်းသိတော့ဒါဆိုရင်မင်းကဘယ်လိုလုပ်ပုံလမ်းဟုတ်တယ်ငါပုံလမ်းမှာရောက်နေတဲ့ငါကလေးနေပေါ့အမေဘာလုပ်နေလဲငါတရင်တော့လုပ်နေတယ်အော်အေးကျန်တာကငါယောက်ျားကတဲ့ယူကိန်းမှာကျန်ခဲ့တယ်ဒါဆိုမင်းယောက်ျားပါလဲစစ်တာစစ်တိုင်းဒါမှကလေးမလေးကအတူကပြောတယ်မေးပေါ့ဗာမေးမလို့ ကျန်တဲ့တရင်တော့တွေဆိုသူကအဲ့ဒီအချိန်မှာပျော်မြင့်မိပါမိခြင်းလေဆိုတော့ကလီမာလီကကြောက်ကြောက်ကြောက်နေယူကရိန်းကပေါ့နော်ဒီပူတင်ကတစ်ချိန်လုံးဘုံနေကျင်းနေတာဖြစ်တဲ့အတွက်ဒီ patriotic ဒုံးကြီးပေါ့နော်လေချောင်းရံကာကွယ် patriotic ဒုံးကြီးကိုမင်းပြောပေးမှလဲတော်တန်ဆိုသူပြောထည့်လိုက်မှာနော်အဲ့တော့တော်တန်လို့သူပြောထည့်လိုက်မှာဖြစ်တာဖြစ်တဲ့အတွက်အေးအဲ့ဒါငါစဉ်းစားမယ်တဲ့ပေးမယ်တဲ့သူသူကြကြတော့ तू ပေးမယ်လို့ပြောလိုက်တယ်ပေးမယ်တဲ့ဒါပေမဲ့ငါတို့မှလည်းအများကြီးမရှိဘူးတဲ့ငါတို့ဣသရေလကိုလည်းပေးထားသေးတယ်တဲ့ဒါပေမဲ့ငါပေးမယ်တဲ့ယူကရိန်းကိုပြောပြောချင်တာကဗျာ ဟိုဇလန်စကီကိုမေးတော့လေသူကသိတော့ဟိုဒီမှာဇလန်စကီကပူတင်ចောင်းသူကိုမေးတော့သူပတ်ပြီတယ်ပေါ့နော်ဒါပေမဲ့ကလေးမလေးကိုကြတော့သူကောက်ကောက်မမဆက်ဆံသွားတယ်ပြီးတော့သူဂရိပေးသွားတယ်ဒါကယူကရိန်းဇလန်စကီတစ်ချိန်လုံးတောင်းနေတဲ့ကိစ္စဒါပေမဲ့ဒီသတင်းတော့မလေးနဲ့မှပဲအဆင်ပြေသွားတယ်အဲ့ဒါတော့တော့သမရထရရတာထူကြသောစိတ်နေစိတ်ထားလေးကိုတွေ့ရတယ်အဲ့တော့မပေးမိတဲ့ဒါပေမဲ့ငါမငါမှလည်းပေးဖို့အခက်ကြီးရှိတယ်တဲ့ငါတို့မှလည်းအများကြီးမရှိဘူးပေါ့ဟိုအစ္စရေးကိုလည်းပေးဒါပေမဲ့ဘလို့ဖြစ်ငါပေးပါမယ်တဲ့ မယောက်ကြောင်လည်းနှုတ်ဆက်တယ်လို့ပြောလိုက်ပါတဲ့ပြောချင်တာက तू အားနေတဲ့လူကိုတော့ तू မတရားမလုပ်ဘူးစီယန်ကစီယန်ကမေးလဲမေးဩဘာပြဿနာကောင်းမလားပြီးပြဿနာပြဿနာရှာတဲ့လူလားပြီးဆို तू တက်တက်ပြောတာဘယ်ပြပါပြဿနာရှာမလို့လဲပြောဆိုပြီးတော့စီယန်ကို तू ကတဲခေါ်တာဒီနေ့အတိုင်းပဲစီယန်ကလည်းအဲ့ဒီအဲဒီအီရန်ရဲ့နျူကလ িয়ার ဘုံးကျဲတာနဲ့ပတ်သက်ပြီးမေးတာ哦အဲ့ဒါကိုပဲမေးတာတခါ MS 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 MBC ကအဲ KC โอเคสิอ๋อมิ้นเลอ๋อมิ้นลาเปลี่ยนมีนอกปยัตนากองเดียวตัวไอ้หนูแต่ๆเปียวลาเปลี่ยนมีนอกแกปยัตนากองเดียวบ่ามิ้นเลด่าไปมิ้นบ่หล่ะไอ้หนูมีเด้บ่เนาะฉันเนี่ยองค์สาริก็รอสเปนก็มีรอสเปนกูสูเปียวเด้มิ้นง่าหล่ะมามีเด้มิ้นနိုင်ငံมีเปลี่ยนมีมีตรีนดอกบ่หล่ะแต่เปลี่ยนยีมรุနိုင်ငံก็บาบาพูดโล2อย่างกันลงไปปีเนี่ยง่าตุ๊ยตุ๊ยอาลุနိုင်ငံเนี่ยง่าอย่างกันลงไปปีเออมิ้นรู้ปี่สูมิ้นตราตรีนปูด่ามาเตียบูตุ๊ยไปมิ้นรู้เลยไปยามเออนอกพี่รอดีเนเธอร์แลนด์နိုင်ငံตรีนดอกก็มีด่ากูรอตัวเนเธอร์แลนด์နိုင်ငံตรีนดอกมีด่ากา ဒီ article 5နဲ့ပတ်သက်ပြီးဒါပေမဲ့ article 5အနေနဲ့ပေါ့နော်ဒီတွန်းနိုင်ငံတွေကိုရုရှားကတိုက်ရင်မင်းကာကွယ်မလားဆိုတဲ့ဟာပေါ့အဲ့ဒါကိုတော့သူကဝိလက်ကြောင့်ပတ်တော့ဖြေတယ်သူကပြောတာကတော့ဒီအခုဒီစီးပွဲမှာအကလုံးမိတ်ဆွေတွေအားလုံးကအမေရိကန်ရှိမှဖြစ်မယ်ဘာညာငါ့ကိုပြောကြတယ်ပေါ့မပူပါနဲ့ငါမိတ်ဆွေတွေအားလုံးငါကာကွယ်မှာပါငါကူညီမှာပါ မပူပါနဲ့ငါတို့နေတော့အတူတူပါပဲငါရှိပါတယ်အဲ့ဒါမျိုးသူဖြေသွားတယ်ပြောချင်တာကကာကွယ်မယ်လို့တဲတဲဖြေလို့ရတဲ့ကိစ္စကိုမဖြေဘဲနဲ့သူဝိလက်ကြောင့်ပဲနဲ့ပြောသွားတယ်ဒါပေမဲ့ဒီနေတော့စီးပွဲဘက်မှာ သူကိုအားလုံးဝိုင်းမြောက်ပေးတယ်ဝိုင်းပြီးချော့တယ်သူကိုနေရာပေးတယ်သူကိုကောင်းကောင်းဆက်ဆံတယ်ဆိုတော့တော့သူလူချင်းတဲ့အတိုင်း900ရကနိုးပေးမယ်လို့ပြောလိုက်တော့သူစိတ်ကျင်တတ်သွားတဲ့ပုံပဲနေတိုးနဲ့သူနဲ့အကွဲပြဲမဖြစ်ပဲနဲ့ဆက်လက်ပြီးတော့အတူတူကသွားမယ့်ပုံစံကိုသူပြသွားတယ်အဲ့တော့ပူတင်ရဲ့ကိစ္စမေးတော့ပူတင်ကဟုတ်တယ်အီရန်ကိစ္စကိုလာပြောတယ်တဲ့ဖုန်းနဲ့ငါပြောတယ်မင်းအီရန်ကိစ္စကောက်လာမယ်မင်းကိစ္စမင်းလို့မင်းအရင်စစ်ပြင်းနေအောင်လို့အီရန်ကိစ္စမင်းလို့မဟုတ်ဘူးသူငါပြန်ပြောလိုက်တယ်အဲ့လိုမျိုးသူသတင်းကမှဖြေသွားတယ်အဲ့တော့ပူတင်အဲ့တော့ အဲ့တော့နောက်ပြီးတော့အဲ့ဒီအဲ့ဒီအော်စတြေးလျနိုင်ငံကသတင်းတောက်ပြမေးတယ်မင်းနဲ့အဲယူကရိန်းစစ်ပွဲကိုတဲ့24နိုင်အတွင်းမင်းပြီးအောင်လုပ်ပြီးမယ်လို့ပြောခဲ့တယ်အခုမင်းတက်တာ9 9လနဲ့9ရက်ရှိနေဘာကြောင့်မရသေးတာလဲတက်တက်မေးတယ်အဲ့တော့တက်တက်မေးတော့ကျွန်တော်ရှင်းပြမယ်စီရင်တဲ့ကိစ္စအဲ့တော့တက်တက်မေးတော့သူကဘာပြန်ပြေးလဲဆိုမတူဘူးกว่าတဲ့အခုကနည်းနည်းခက်တယ်အရင်ငါထင်းသလိုမလွယ်ဘူးတဲ့ဟုတ်လားသူကပူတရလည်းနည်းနည်းခက်သွားတယ်အေးဇလန်စကီရလည်းနည်းနည်းပြောသွားဆိုတာကြက်လာတယ်ပေါ့ဘာမှလို့ပြောရသူအေးအဲ့လိုပြောသွားတာအဲ့တော့ ငါစူးစမ်းနေတာပဲတဲ့နှစ်ယောက်လုံးကတော်တော်လက်ပေါက်ကက်တယ်ပေါ့ဗျာသူပြောချင်တာပြောဆိုတာကြက်တယ်ပေါ့အရင်နဲ့မတူတော့ဘူးပေါ့အဲ့ဒါကြောင့်ကြာနေတာပါဆိုတော့သူကပြောသွားတယ်မင်းတွေ့တယ်မဟုတ်လားတဲ့ဒီပါကစ္စတန်နဲ့အဲအိန္ဒိယငါလှုပ်လိုက်တာပြီးသွားတယ်အခုအခုဒီအစ္စရေးနဲ့အီရန်ငါလှုပ်လိုက်တာပြီးသွားတယ်နောက်သူပြောတယ်ကွန်ဂိုနဲ့ဗင်နိုင်ငံလုံးအိန္ဒိယနိုင်ငံလည်းပြီးသွားပြီသူစစ်ရဲပွဲအောင်လုပ်ပြီးလိုက်ပြီးအိန္ဒိယနိုင်ငံလုံးအေဗီတော်လာပြီးလက်မှတ်ထူတော့မယ်ငါကလုံးစစ်ပွဲကြီးရအောင်လုပ်ပေးနေတယ်ပေါ့ဒါပေမဲ့အဲ့ဒီပူတင်ကအရင်လိုမဟုတ်ဘူးပေါ့ ထူလီကောင်းမဲ့ဇလန်စကီကလည်းမလွယ်ဘူးပေါ့။အကြောက်ခက်ခဲနေတာဆိုသူလိုဖြေသွားတယ်။ CNN နဲ့ပြဿနာတက်တာကဒီလိုပြ။မနေ့ကလည်းကျွန်တော်အကြံပြင်းပြောသွားပါတယ်။သူကအမေရိကန်ရဲ့အမေရိကန်နဲ့နေတိုးပေါ့ဒါကိုကျွန်တော်တို့နောက်ခံသမိုင်းကြောင်လေးနည်းနည်းသိမှဒီကိစ္စကဖြေရရှင်းမှာအမေရိကန်နဲ့အနောက်နိုင်ငံများပေါ့နော်ဥရောပအပေါင်းရင်နေတိုးနိုင်ငံအားလုံးကအီရန်ကိုနျူကလ িয়ার လက်နက်လုံးဝမပေးဘူးအီရန်ကိုသူတို့ကရန်သူလို့သတ်မှတ်ထားတယ်အဲ့ဒါအရှိတရားအီရန်ဟာဒီမိုကရေစီနိုင်ငံရဲ့ရန်သူအီရန်ဟာအရှေ့အလယ်ပိုင်းရဲ့ရန်အီရန်ဟာအစ္စရေးရဲ့ရန်သူ အီရန်ဟာအရှေ့လယ်ပိုင်းတည်ငြိမ်ရေးရဲ့ရန်သူအီရန်ဟာအရှေ့လယ်ပိုင်းမှာဆိုးသွားနေတဲ့သူအဲ့တော့အီရန်ဒီအီရန်ဒီနျူကလ িয়ার လက်နက်ပေးလို့မရဘူးလို့သူတို့အပြီးဆုံးဖြတ်ထားတယ်အီရန်ကလည်းအဲ့ဒါကိုခေါင်းမာပြီးတော့နျူကလ িয়ার လက်နက်မရရအောင်လုပ်မယ်ဆိုပြီးလုပ်တယ်အဲ့တော့တမရတိုင်းတမရတိုင်းလက်ထက်မှာအီရန်ကိုနျူကလ িয়ার လက်နက်မရဖို့အတွက်သူတို့နှိမ့်မျိုးစုံနဲ့လုပ်ခဲ့တယ်တိုင်းတမန်ကြီးနဲ့စူးစမ်းတယ်အစ္စရိယတစ်ဆင့်ပုံကျဲခိုင်းတယ်အဲ့တော့အီရန်ရဲ့ပရောင်စီတွေကိုတိုက်တယ်ခိုက်တယ်ဒါမျိုးတွေလုပ်ခဲ့တယ် ။နောက်အမေရိကန်နဲ့ဖြစ်တဲ့စစ်ပွဲတိုင်းမှာလေဥမာစီးရီးယားနဲ့ဖြစ်တဲ့ဆိုရင်အီရန်ကအမေရိကန်နဲ့ဆက်ကျင်ဘက်အာနာရှင်ဘက်ကပါတယ်။အီရန်ကလည်းဒီလိုလေးကောင်းမယ်။အဲ့တော့အီရန်ကအမေရိကန်နဲ့ဆက်ကျင်ဘက်နိုင်ငံတွေပဲပါတယ်။အဲ့တော့အမေနော်အမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ဒီဆော်ဒီတို့ဂတ်နိုင်ငံတွေနဲ့လည်းဆက်ကျင်ဘက်အီရန်ကဂျီမန်ဘက်ကနေပါတယ်။အဲ့တော့ဂျီမန်နိုင်ငံအရေးခင်မှာလည်းအီရန်ကအမေရိကန်နဲ့ဒီဆော်ဒီအာရေဗျဒီအာရပ်နိုင်ငံတွေရဲ့ဆက်ကျင်ဘက်ဘက်ကနေပါတယ်။အဲ့တော့အီရန်ကအရှေ့အလယ်ပိုင်းမှာစူးနေတဲ့စူးစူးတစ်ချောင်းပဲ။အဲ့ဒါသူတို့ရဲ့အမြင်ပဲ။ အဲ့တော့အီရန်ကိုနျူကလဲနဲ့မရဘူးတဲ့နီးမျိုးစုံနဲ့ချော့တယ်ချောက်တယ်နှစ်ထောင်ဟိုဘာမှလက်ထက်မှာအီရန်နဲ့ဒီဥရောပနိုင်ငံတွေရဲ့ခုနှစ်နိုင်ငံထင်းနဲ့တရုတ်ရုရှားပါဝင်အီရန်နျူကလဲနဲ့ကိုမထုတ်ဖို့အတွက်စာချုပ်တွေချုပ်ပေးခဲ့တယ်ပြီးတော့အမေရိကန်အိုဘားမားကဆက်ရှင်ဖြုတ်ပေးခဲ့တယ်သူသမ္မတတက်တဲ့အချိန်မှာသူအဲ့ဒီစာချုပ်တွေသူတို့ရောက်နေနှုတ်ထွက်လိုက်တယ်အဲ့တော့အီရန်ကိုငါတို့ပတ်စံမပေးနိုင်ဘူးအီရန်ကအဲ့တော့ခိုးလုံနေတယ်ဆိုပြီးတော့အခုသူပြန်တက်လာတဲ့အခါမှာအီရန်ကနျူကလဲနဲ့ကဟိုတန့်စင်လာယူရေနီယံတန့်စင်နေတာက 900ရာခိုင်နှုန်းဆိုရင်ဒါ commercial သုံးလို့ရပြီ20ရာခိုင်နှုန်းဆိုအဲ့ဒါကိုအီရန်က60ရာခိုင်နှုန်း nuclear bomb လုပ်ဖို့ဖြစ်လို့ဖြစ်စီဖြစ်တော့အဲ့ဒါကိုဘလို့တားမှန်းမသိတော့အစ္စရေးကအဲ့ဒါကိုတစ်ချက်လုံးမျိုးဆောင်ထိုးနေတယ်အာရဗ်နိုင်ငံတွေအားလုံးကလည်းအဲ့ဒါစိတ်ပူနေတယ်အနောက်နိုင်ငံအစိုးရတွေလည်းစိတ်ပူနေတယ်ပြဿနာကအဲ့ဒီနျူကလ িয়ার ဆက်ယုံကိုဘုံမကျဲရဲဘူးဘူးသူမှဘူးမှမထီရဲဘူးဘာလို့နျူကလ িয়ার ဆက်ယုံဘုံတကျဲလိုက်လို့မှားယွင်းမှုဖြစ်သွားရင်နျူကလ িয়ার ယူဆိုင်မှုဖြစ်ရင်အကုန်လုံးရှုပ်ကုန်လူတွေအမြောက်များသေနိုင်တယ်ဒေသတစ်ခုလုံးနျူကလ িয়ার ဓာတ်ရောင်ကြီးတင့်သွားနိုင်တယ်လူမျိုးဓာတ်ရောင်ကြီးတင့်သွားနိုင်တယ်ဘူးမှဘုံမကျဲရဲဘူးဗျာ အဲ့ဒါတကယ်ပြတ်သားတာအီရန်ကလည်းအဲ့လိုဘုံလက်ကျဲမှာတီးလို့အဲ့ဒီသုံးနေရပေါ့ကြောက်တောင်ကြီးအောက်ထဲမှာတေချာဆောက်တာတော့ဘဘသူဘယ်ဘုံမှမပေါ့ဘူးပေါ့အဲ့ဒါကလောက်ခတ်နေတယ်ကဘာမှဘသူကလည်းမလုပ်ရဲဘူးတတ်တယ်လည်းမရှိဘူးသူကအစ္စရေးနဲ့အစားတိုက်ခိုင်းနေပြီးတော့အီရန်ရဲ့လေချောင်းရံကာဝဲစနစ်ကိုအစ္စရေးကအရင်ဖြိုလိုက်တယ်အမေရိကန်ကူညီနေပေါ့စားတိုက်တာအစ္စရေးတိုက်တယ်ပြောချင်တာကအီရန်ကရုရှားရဲ့လေချောင်းရံကာဝဲစနစ်ကိုရထားတဲ့ပုံကြီးလေအဲ့ဒါကိုဖြိုလိုက်တော့ ဖြုံလိုက်ပြီးမှအီရန်ရဲ့အရေးကြီးတဲ့ target တွေအားလုံးကိုထောက်လိုက်ရေးနေပေါ့ပြောသူတို့ပြောပြနေတဲ့မော့ဆက်နဲ့ပေါင်းပြီးတော့အကုန်ရှင်းတယ်ရှင်းပြီးသွားတော့အီရန်လီတော်တော်အပြော့သွားပြီးမခုခံနိုင်တော့တဲ့အနေထားသူ့မှာရှိတဲ့ဒီ ballistic missile တွေနဲ့တော့လှမ်းပြစ်တာပေါ့အဲ့တော့အစ္စရေးကလည်းခံရတယ်ဒါပေမဲ့အဓိကကအီရန်အများဆုံးခံရတယ်အဲ့ဒီအချိန်မှာအီရန်ရဲ့ဒီ nuclear စက်ရုံ၃ခုကိုဘုံကျဲဖို့ကိုကမ္ဘာပေါ်မှာဘယ်သူမှမလုပ်ရဘူးလေအဲ့တော့ကုလသမဂ္ဂကလည်းတားတယ် IAEA ကလည်းတားတယ်ဘုံမကျဲနဲ့နော်ကျဲရင် nuclear စက်ရုံကိုဘုံကျဲခြင်းဟာ စိတ်ရဆုံးမှုမြောက်တယ်။ဘာကြောင့်လဲဆိုတော့အိမ်မှာနျူကလ িয়ার ယိုစိမ့်မှုဖြစ်တယ်ဆိုရင်အိမ်မှာရှိတဲ့ပအဝန်ကျင်ကရသားတွေကိုဒေတာတစ်ခုလုံးအနုမြူရောင်ကြီးသင့်ပြီးတော့အကုန်သိကုန်မယ်။ဆိုပြီးတော့ဘယ်သူမှမထီရဘူး။ဟုတ်ပြီနော်။အဲ့ဒီချိန်မှာသူကမမ့်မမ့်ကန်ကန်ကိုဘုံကျဲဖို့ဆုံးဖြတ်တာပဲ။ကြောက်ချင်တာကဒါကြောင့်အခုကမ္ဘာခေါင်းဆောင်တွေအားလုံးဒေါ်လန်ထရန့်ကိုဆက်လူရိုက်သွားတာ။အခု NATO ကအကုန်လုံးသူ့ကိုခေါင်းဆောင်တင်လိုက်ပြီ။သူတို့လူချင်းနဲ့ခေါင်းဆောင်တာမျိုးပျော့ညံ့တဲ့ခေါင်းဆောင်မလို့ချင်းဘူး။ ဒါကြောင့်မင်းကနေတိုးအတွင်းမှုချုပ်ကမင်းဟာ deserve to our leader လို့သူ့ကိုသုံးတယ်လေမင်းဒီမြောက်ပြောရတာလဲပါတာပေါ့မင်းဒီငါတို့ခေါင်းဆောင်ဖြစ်တဲ့ပြောချင်တာကဒီလိုအရေးကြုံတဲ့အချိန်မှာလုံရဲကန်ရဲဖို့ဆိုတာတော်ရုံတန်းခေါင်းဆောင်ကမလုပ်ရဘူးဘာလို့လဲတော့အဲ့ဒီဥစ္စာကမတိကျလို့မှားယွင်းသွားရင်အလွန်အမတန်ကြီးမားသော nuclear မတော်တဆမှုကြီးဖြစ်သွားနိုင်တယ်အဲ့ဒါအဲ့ဒါကိုကမ္ဘာခေါင်းဆောင်တွေကသူလုံမယ်လို့လည်းမထင်ဘူးမလုပ်ရဲဘူးလို့ထင်တယ်ဘာလို့လဲတော့တော်ရုံလူမလုပ်ရဲဘူးဗျာ ဒါချစ်ရှင်းပဲပြောတာ။အိုဘားမားလည်းမလုပ်ရဘူး၊သူမှမလုပ်ရဘူး။ဂျိုးဘိုင်ဒန်ဆိုအစိုးဆုံးမထီတောင်ထီရဲမှာမဟုတ်ဘူး။ကင်မလာဟဲရစ်တက်လာလည်းလုပ်ရဲမှာမဟုတ်ဘူး။အဲ့တော့အဲ့ဒီချိန်မှာသူကတော့ကြေးတာပြီးတော့တွန်ဟုတ်ဒုံးကြီးဆိုတာရှိသေးတယ်ဗျာ။ကျွန်တော်တို့သိတာလားမသိတာလားရှိတယ်။အီရန်မှာနာမည်ကြီးတဲ့တကယ့်ဒုံးကြီးတွန်ဟုတ်ဒုံးကြီးဆိုတာရှိ။အဲ့ဒီတွန်ဟုတ်ဒုံးကြီးကိုလည်းအစ္စရေးကအသေးအရန်ကြောက်တယ်။အဲ့ဒီဒါလည်းရှိသေးတယ်။အဲ့တော့အဲ့နှစ်ခုကိုဖြိုဖို့ကအစ္စရေးအင်အားလည်းမနိုင်ဘူး။ကမ္ဘာမှာလည်းဘယ်သူမှတော့မထီရဲဘူးအီရန်ကို။ ဘာဖြစ်လို့လဲအီရန်မှာဘာရှိမှန်းလဲဘယ်သူမှမသိဘူးလေမတော်တဆအီရန်မှာရှိလို့ပြန်လုလိုက်ရင်လည်းပြဿနာလာအောင်မှာအဲ့တော့အမေရိကန်လောက်ထောက်လှမ်းရေးသတင်းအချက်အလက်နဲ့အင်အားလည်းကဘာမှာဘယ်သူမှမရှိဘူးလေဟောမထည့်ရဘူးဗျအဲ့တော့သူ့ကိုစောက်ကြည့်နေတယ်စောက်ကြည့်နေတော့ဖြစ်ဖို့များတာက G7 စီဝေးလောက်တဲ့နေ့ကသူခေါင်းဆောင်တွေကိုရှင်းပြလိုက်ပြီးတော့ခေါင်းဆောင်တွေကလည်းသူ့ရဲ့ရှင်းပြချက်ကိုသဘောတူအမှန်သဘောတူတာမဟုတ်သူ့လုံးစေချင်တာသူတို့လည်း သူတို့အဲ့ဒီနိုင်ငံတွေအားလုံးကလည်းအီရန်နယူကလနဲ့မပေးဘူးဆုံးဖြတ်ထားပြီးသားအမှတရားဓာတ်တွေမတရားဓာတ်တွေလာမပြောနဲ့အီရန်နယူကလနဲ့မရဘူးဒါပဲအဲ့တော့ဒါပေမဲ့အီရန်နယူကလနဲ့ကိုမရရအောင်ဆွတ်လုံနေတဲ့အနေထားပြီးတော့ဒီကြောက်တောင်ကြီးအောက်မှာဖောက်ထားတယ်ဒေါ်လာ1 trillion လောက်တန်တယ်အမေရိကန်ဒေါ်လာသန်းပေါင်းသသိန်းလောက်တန်တယ်ဘီလီယံပေါင်းတထောင်လောက်တန်တယ်အကုန်ကြခံပြီးဆောက်ထားတာဒါအီရန်အီရန်မို့လို့လည်းလုံနိုင်တာ ယောက်ကိုရီကတော့မလုပ်နိုင်ဘူး။ဗာယူရန်ကရေနံရှိလို့ပတ်စံရှိလို့ဒါတော့သူ့ပိတ်ဆို့ထားတဲ့ကြားနေသူရအောင်လုပ်ထားတာ။အဲ့ဒါကြီးကိုထိဖို့ဆိုတာကသူလုပ်ပေးရင်တော့တကဘာလုံးကသူ့ကိုကျေးဇူးတင်မှာနော်။ဒီနေရာမှာအီရန်ကိုထောက်ခံတဲ့လူတွေရဲ့အမြင်နဲ့မတူဘူး။အီရန်ကိုအဲ့လိုမျိုးလုပ်ပေးဖို့လုပ်ရဲတဲ့လူကိုကဘာရှာနေတာဘာသူမှမလုပ်ရဲဘူးဗျာ။ရှင်းရှင်းမြောက် UK လည်းမလုပ်ရဲဘူး။ပြည်သက်လည်းမလုပ်ဘူး။ဂျာမနီလည်းဘာသူမှမလုပ်ရဲဘူးနော်။ဆော်ဒီရောဘာလို့ဆိုဝေးသွား။အစ္စရေးလည်းမလုပ်နိုင်ဘူးအဲ့ဒီချိန်မှာ तू ကဆုံးဖြတ်လိုက်တယ်ချမ်းပြီအဲ့တော့ ठा မယ်ဆိုတော့ तू ဆုံးဖြတ်ပြီးတဲ့ကလေပြန်တက်သွားပြီလေပြန်က16နိုင်မှောင်းသွားတာအဲ့တော့ကျွန်တော်တို့သိတဲ့အတိုင်းလေပြန်9စီးတက်သွားတယ်ဟုတ်ပြီနော် လိမ်ပြန်ခုနှစ်စီးတက်သွားတယ်အဲ့တော့အစ်ဒီထဲမှာမှနာတန်းစဲအစ်ဖာရဟန်အစ်တခုကအရန်အရေးမကြီးဘူးအရေးတော့ကြီးတယ်အရေးကြီးဆုံးကဖိုဒွန်ပဲ F O R D O N ဖိုဒွန်ကအရေးကြီးဆုံးဖိုဒွန်အောက်မှာအခိုင်အမာလောက်ထားတာအဓိကကဒီယူရေနီယံတွေကို enrichment တန့်စင်အောင်လုပ်တဲ့စက်တွေအားလုံးအိမ်မှာရှိတာအဲ့ဒီစက်တွေမရှိယူရေနီယံကဒီကုန်ချမ်းကဘလို့မှလက်နဲ့ထုတ်လို့မရဘူးပေါ့လက်နဲ့တည်းမှာထည့်လို့မရဘူးအဲ့နေရာကို तू ကအဓိကဖြူဒါပေမဲ့အဲ့ဒီနေရာကိုလည်းအီရန်ကအခိုင်အမာလို့ကျွန်တော်ပြောသလိုပဲကြောက်တောင်ကြောက်တောင်ရဲ့အဓုအဓုက ပေး200ကျော်300ရှိတယ်သူ့ရဲ့ဘုံကပေး100ကျော်200နီးပါးပဲရတယ်အဲ့တော့ပြီးတော့ပြင်ပကလည်းမတိကြရင်ပြဿနာအကြီးကြီးရှိတယ်ပြောချင်တာကယူရီယံနေယူစိတ်လိုက်ရင်အကုန်ရှုပ်ကုန်မှာအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့အစ္စရေးကအရင်အပေါ်ကအပေါ်ရန်တွေကိုအရင်သက်ကျဲထားတယ်အစ္စရေးကအကုန်ကျဲထားတယ်သူကလက်ဆက်သတ်မှာအဲ့တော့လက်ဆက်သတ်တော့ဒီနေ့သူသတင်းစာရှင်းလင်းပွဲပထမသတင်းစာရှင်းလင်းပွဲပေါ့အဲ့ပထမသတင်းစာရှင်းလင်းပွဲကသူနဲ့ မြေတို့အတွင်းမှုချုပ်နဲ့ပြောတဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားမှာပူရှင်းတာကျွန်တော်တို့ထင်သလိုတနေရာကိုဘုံလေးလုံးချတာမဟုတ်ဘူး तू အခုမှ तू ရှင်းပြတာအဲ့ဒီလာတက်စဲနောက်ခုပေါ့ HR handling အဲ့နှစ်ခုကိုဘုံတစ်လုံးစီပဲကျဲတာဗျဘုံ၁၄လုံးမှာတစ်လုံးစီပဲကျဲတာကြံတဲ့ဘုံ၁၂လုံးအလုံး၁၄လုံး၁၂လုံးလုံးကို84ဒွန်နဲ့အဲ့ဒီ photo မှာအခုကျွန်တော်တို့ satellite တွေအပေါက်တွေအပေါက်တွေအပေါက်တွေတွေ့ရတယ်လေသုံးပေါက်အဲ့ဒီအပေါက်ထဲကိုပဲထက်ကထက်ကဘုံ၁၄လုံးပြစ်ထည့်ပလိုက်တာပြောချင်တာက तू ပြောချင်တာကပေါင်၃ပေါင်အားရှိတဲ့ဘုံ၁၄လုံးနဲ့အထဲကိုပြစ်ထည့်လိုက်တာအဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့ သူပြောချင်တာကဟီရိုရှိမာဟီရိုရှိမာကဲလို့အဲ့ဒီကြောက်တောင်အောက်ကြီးမှာပြိုကွဲသွားပြီ။ဒါပေမဲ့ကြောက်တောင်ဖြစ်တဲ့အတွက်အပြင်ကိုထွက်မလာဘူး။အဲ့ဒီထဲမှာထူးခြားချက်တစ်ခုပါရှိလဲဆိုတော့သူတို့ကအဲ့ဒီပြက်မှတ်ကိုရွေးတဲ့နေရာမှာပြက်မှတ်ကိုရွေးတဲ့နေရာမှာဘယ်နေရာကိုပြက်ရမလဲဆိုတော့သူတို့တေချာရွေးတယ်။ပြောချင်တာကယူရီနီယံပြိုကွဲမဲ့နေရာကိုသူတို့မလုပ်ဘူး။အဲ့တော့အလုံးသတိထားမိလိမ့်မယ်။အခုဆက်တလိုက်ဓာတ်ပုံတွေမှာပြနေတယ်။အဲ့ဒီအဲ့ဒီနေရာတစ်ခုလုံးကအမဲရောင်ဖြစ်သွားတယ်။အပေါက်၃ပေါက်၃ပေါက်တွေ့တယ်။ပြီးတော့ဘေးမှာအဖြူရောင် တစ်ထက်အဆောက်အဦတစ်ခုကြံခဲ့တယ်အဲ့ဒီအဆောက်အဦတို့လုံးဝမထီတာဘူးအစ္စရေးလည်းဘုံမကျဲတာဘူးအမေရိကန်လည်းဘုံမကျဲတာဘူးဘာကြောင့်လဲအဲ့ဒီနေရာမှာယူရီနီယံနဲ့ပတ်သက်တဲ့ research လုပ် research research ဌာနအဲ့ဒီ research ဌာနမှာမတော်တဆယူရီနီယံများရှိနေခဲ့ရင်ဒီယူရီနီယံယူဆိတ်မှုဖြစ်မှာကြောက်လို့အဲ့ဒီနေရာတို့မထီဘူးကြောက်ချင်တာကပြင်းမှတ်ကိုတကယ်ရွေးပြတာအဲ့တော့အီရန်ကအကာအဝယ်ယူထားတဲ့အဲ့ဒီမြေအောက်ထဲမှာရှိနေတဲ့ centrifugal force လို့ခေါ်တဲ့ဒီယူရီနီယံကို တက်ဆင်လို့ရတဲ့ဘိုးခွာအားရှိတဲ့အဲ့ဆက်ဒီနေရာကိုပဲရွေးပြတာပြစ်တော့လေတစ်လုံးနှလုံးနဲ့ပြစ်ရင်မပြီးပါဆိုလို့14 14လုံးမှာ17လုံးပြစ်ချလိုက်တောင်း3000ရှိတဲ့ဘုံ17လုံးနဲ့အဲ့ဒီအောက်တဲပြစ်ချလိုက်ပျောက်ချပြစ်ချလိုက်တော့သူရဲ့သူရဲ့ကမန်ကျေရပါအဲ့ဒီဖိုတွန်နျူကလ িয়ার စက်ယုံကြီးကလုံးဝပျက်စီးသွားပြီ။ तू ကဘယ်လောက်ထိနှိုင်းပြလဲဆိုရင်ဟီရိုရှိမားမှာပြိုကွဲတဲ့ဘုံအတိုင်းပဲ။သို့တော့ तू ကအောက်မှာဖြစ်နေတာဖြစ်ဖြစ်တဲ့အတွက်ဘယ်သူမှအပြည်သူတွေကိုပြလို့မြေအောက်ကျော်တော့တစ်ခုလုံးပြိုဆင်းသွားပြီ။အဲ့ဒီအတွက်အီရန်ဒီ ဘယ်တော့အခါမှနောက်အထင်20သူဒီနေ့သူပြောရတယ်20ရအနည်းဆုံး20ရသူဒီနေ့ကျမသူတက်ပြောသွားတယ်သူစိတ်ဆိုးပြီးပြောတာသူကိုမဟုတ်တာပြောလို့ဆိုပြီးတော့20ရအနည်းဆုံးအနည်း20 Iran ဒီ nuclear bomb ဘယ်လိုမှလုပ်လို့မရနိုင်တော့ဘူးအော်သူတို့ကပြောတယ်ဆက်တလိုက်ရကားလာတယ်အဲ့ဒီသူတို့မပြစ်ခင်တရက်နှစ်ရက်က အဲ့ဒီ satellite ကနေပြီးတော့ကုန်ကားတန်းကြီးကအဲ့ဒီ photo ကိုရောက်လာပြီးပစ္စည်းတွေရွှေ့လိုက်ပြီးအဲ့ဒါကိုသိသတင်းစာရှင်းလင်းမှသူပြောဒီပစ္စည်းတွေကိုခလေးကစားတာမဟုတ်ဘူးတဲ့အလေးကြီးတွေဘလို့မှရွှေ့လို့မရဘူးဖြစ်လည်းမဖြစ်နိုင်ဘူးအဲ့တော့ဒီပစ္စည်းတွေရွှေ့သွားပြီးဒီပစ္စည်းတွေပဲပျောက်သွားလဲယူရီနဲ့ပဲပျောက်သွားတယ်ဆိုတော့ခံမှန်းချက်တွေနဲ့ CNN တို့နယူးယောက်တိုင်းတို့ MSCB ကပြောနေတယ် fake news ဆိုပြီးသူကစိတ်ဆိုးတာမင်းတို့ကငါ့ကို credit မပေးချင်တာပေါ့ငါ့ကိုမချီးမွမ်းချင်တာဒါအဖက်ဆုံးပြီးတော့36နိုင်ကြပြန်တန်းသွားတယ်ကိုယ်နိုင်ငံသားလေရင်မှုတွေကိုတော့မင်းတို့ ကြီးကျူးဖို့လိုတယ်ပေါ့မင်းတို့အဲ့လိုပြောတဲ့ပုံစံကဒီငါတို့လုပ်တဲ့ operation ကပဲမထိပဲနဲ့တသက်အီရန်ကိုသွားပြီးတော့တွက်ကညော့တယ်လို့ပေါ့မထိစီတက်လုပ်ပြီးအီရန်ကနောက်6လအတွင်းမှာနျူကလီးယားလက်နက်ပြန်လုပ်လို့ရမယ်ဆိုမင်းတို့ပြောနေတဲ့သတင်းရကြီးကမှားနေတယ်ငါကိုယ်တိုင်ပြောတယ်တော့ငါမင်းတို့အသေးစိတ်လေးဦးထပ်ရှင်းပြနေပြီဒီလောက်14လုံးပြစ်ချ17လုံးပြစ်ချလိုက်တာမင်းကမင်းစဉ်းစားရတယ်အဲ့ဒီအောက်မှာဟီရိုရှိမားကဲ့သို့ပောက်ကွဲသွားတဲ့ကိစ္စမှာအဲ့ဒီအောက်ထဲမှာရှိတဲ့ဘာပစ္စည်းကကြံပါလေနောက်တစ်ချက်အဲ့ဒီအောက်ထဲမှာ ြုတ်မပြုတ်ကိုဘလို့လို့ဘလူကသွားစမ်းသက်လို့ရမယ်အဲ့ဒီအောက်ကအုပ်ပုံကြီးဖြစ်သွားပြီဘလို့မှလည်းဝင်လို့မရတော့အရင်တော့အဲ့ဒီအောက်ထဲမှာတဲ့တိုက်30အထက်30စာအမြင့်ရှိတယ်ပြောချင်တာအီရန်ကအဲ့ဒီအောက်ထဲမှာအထက်30တိုက်လုပ်ထားတာပြောချင်တာ flow 1 to 30ရှိတယ်အထက်30တိုက်နေပြီအဲ့လောက်အထက်30တိုက်ကြီးတခုလုံးပြိုဆင်းသွားပြီဝင်ပေါက်ထွက်ပေါက်လေအကုန်ကတော့ဖြိုလိုက်ပြီအဲ့ဒီထဲမှာပြိုမပြိုအီရန်တော့မသိဘူး မင်းတို့ဘယ်လိုလုပ်သည်လဲဒီထောက်လိုင်းရေးတင်းဆိုတာကငါတို့ရဲ့ထိတ်တန့်လှုပ်ဝဲချက်အဲ့ဒီထောက်လိုင်းရေးတင်းကိုမင်းတို့ CNN နဲ့နယူးယောက်တိုင်းကဘယ်လိုလုပ်ရလဲအဲ့ဒါငါတို့ FBI ကစုံစမ်းနေတယ်မင်းတို့မင်းတို့အကုန်ဖမ်းပါဒါဒီပနာမအစီရင်ခံစာပဲပြောချင်တာကမင်းတို့ဒီတမင်ကိုတင်းကိုလှက်ပတ်ပြီးတော့တင်းကိုလှက်ပတ်ပြီးတော့မင်းတို့ဒီငါ့ကိုတိုက်ခိုက်ချင်တာတခုလေးနဲ့ငါတို့နိုင်ငံနဲ့ငါတို့စစ်တပ်ကိုမင်းတို့တိုက်ခါချနေတာဟာတဲ့မင်းတို့တင်းဌာနတွေအဲ့တော့ तू တက်တယ်ပြောရတာ ဘယ်တော့ကြောင့်မလို့တရင်ဌာနတွေကိုငါရမ်းစိတ်ဆိုးတယ်ငါတို့ဒီမှာနေတိုးရှိတဲ့ကမ္ဘာခေါင်းဆောင်တွေကတော့လက်ခံထားပြီးပြီအစ္စရေးထောက်လိုင်းကြီးကလည်းလက်ခံထားပြီးပြီအီရန်ကလည်းလက်ခံပြီးတဲ့မင်းတို့စဉ်းစားကြည့်တဲ့အီရန်ကအဲ့လောက်ရှုံးသွားလို့ချက်ချင်းသူအပြစ်ခက်ရစေလက်ခံတာပေါ့တဲ့ရှင်းနေတဲ့ကိစ္စကြီးกว่าတဲ့အဲ့ဒါကြောင့်အီရန်ကအပြစ်ခက်စေရလက်ခံတာပေါ့အဲ့တော့အဲ့ဒါကိုမင်းတို့ကငါထပ်ပြောမယ်အပီးတိုင်ပြက်စီးသွားပြီနောက်ထပ်နှစ်ပေါင်းမြောက်များစွာဆယ်စုနှစ်ပေါင်းမြောက်များဖြစ်ဖို့များတာအနှစ်20အထိกว่าတဲ့ငါအာမခံတယ်အီရန်နိုင်ငံကဒီနျူကလ িয়ার ဘုံမရရှိစေရဘူးမင်းတို့က ငါတို့နိုင်ငံရဲ့ငါ့ကိုမင်းတို့တိုက်ခိုက်ချင်တာတခုတည်းနဲ့ငါ့ကိုမင်းတို့အသုံးမကျတဲ့အကောင်လို့ပြောချင်တာတခုတည်းနဲ့အမေရိကန်နိုင်ငံရဲ့စစ်တပ်ကိုမင်းတို့တိုက်ခါချနေတာအဲ့အမေရိကန်နိုင်ငံရဲ့ပိုက်လော့တွေကိုမင်းတို့တိုက်ခါချပြီးပြောနေတာအဲ့မင်းတို့ပြောချင်တာဘာမှမင်းတို့မရှက်ဘူးလားအဲ့လိုမျိုးအခုပြောရတာတဲ့တဲ့ကြီးပြောရတာ စီဟန်ကတရေတောက်နေအေးကောင်းလင်းဘသူလဲကောင်းမလေးနာမည်ကနောက်တစ်ယောက်ကဟိုဘက်ကေးစီပြောချင်တာကဘာမှဘသူမှမလုပ်ရဲတဲ့ကိစ္စကိုတိတိကျကျတွက်ချက်ပြီးလုပ်သွားတာရှင်းရှင်းပြောရရင်ကျွန်တော်တင်တဲ့ကဘာမှဘယ်ကောင်းဆောင်မှမတည်ရဘူးအိန္ဒိယကပြစ်လိုက်လို့အမှားရွေးဖြစ်တာနဲ့တကယ်နျူကလ িয়ার ပေါက်ကွဲမှာအဲ့မှာယူရေနီယံနေရှိနေတယ်နောက်မင်းတို့ကပြောတယ်ဟိုလိုရမယ် ီပစ္စည်းတွေကိုကားတန်းကြီးနဲ့ညွှေ့သွားပြီးညွှေ့သွားပြီးမင်းတို့ကလေးစားတာလားဒီပစ္စည်းတွေကအလေးကြီးဒီဆက်ကြီးတွေအလေးကြီးတို့ဘာနဲ့ရွှေ့မှာလဲဒီအထက်30ကိုတို့ဘလို့လို့မထုံမှာလဲအီရန်အသိဆိုပဲဒါပေမဲ့အဲ့ဒီနေရာကလည်းအုပ်ပုံကြီးဖြစ်နေပြီဘလို့သက်စင်မှာလဲအဲ့ဒီအောက်ထဲမှာနျူကလ িয়ার တွေပြန့်ပွားနေမှာပြဘလို့လို့သိမှာလဲသူ့အတူမြေမြုပ်ပြီးသားဖြစ်နေပြီအဲ့ဒါကိုမင်းတို့ကငါ့ကိုတိုက်ခတ်ချင်တာတစ်ခုတည်းနဲ့မင်းတို့လျှောက်ပြောနေတက်တဲ့သူအဲ့လိုပြောသွားတယ်သူပြောချင်တဲ့သဘောဒီနောက်ထပ်အနှစ်20ငါအမကဒါကျွန်တော်တို့စောက်တည်ရမှာပေါ့လေနောက်ထပ်အနှစ်20လုံးဝပြည့်စည်သွားပြီကွာတဲ့ ဘလုံးနည်းမှအီရန်ကပြန်လုပ်လို့မရဘာဖြစ်လို့လဲအဲ့ဒီနေရာကနျူကလီးယားလက်နက်လို့ပို့အီရန်အခိုင်မာလောက်တာဘာပစ္စည်းမှသူတို့ရွှေ့ထုတ်လို့မရဘူးအဲ့လောက်လဲရွှေ့ထုတ်ဖို့အချိန်လည်းမရှိဘူးငါတို့လာတိုက်မှာသူတို့တီးပြီးသားသူတို့ရှောင်နေတာပဲရှိမယ်အဲ့ဒီအောက်ထဲမှာရှိတဲ့လူတယောက်မှလည်းအသက်ရှင်မှုမရှိဘူးသူတို့လည်းမရှိတော့ဘူးသူတို့လည်းရှောင်သွားပြီသူပြောချင်တာနော်ဘုံဆက်နှလုံးကျဲချလိုက်တာကျွန်တော်တို့ကထင်တာနှလုံးနှလုံးထင်တာမဟုတ်ဘူးအဲ့တနေရာတဲ့ကိုလေပြန်6စီးကဘုံဆက်နှလုံးကျဲချပလိုက်တာဗျတနေရာတဲ့ကိုကျဲပြီအဲ့ဒီ အပေါက်ကဲကိုပဲတလုံးပြီးတလုံးပြစ်ထက်တာမကွဲမှာဆိုလို့ပြီးတော့တခြားမယူစိတ်နိုင်အောင်ရွေးပြီးတော့ပြစ်တာမြေပုံအတိတ်ကြားနေပြောချင်တာဒီပထမပြစ်လိုက်တဲ့၃ပေါက်ဟုတ်တော့နော်အဲ၃ပေါက်တည်းကိုနောက်တစ်ခါထပ်ပြစ်တဲ့ကလည်းအဲ့ဒီပထမပြစ်လိုက်တဲ့နေရာအတိုင်းကိုထပ်ပြစ်တာခင်ဗျာအလွန်အမတန်တိတ်ကြတဲ့စစ်စင်ကြီးပဲအဲ့ဒါကိုဒီနေ့သတင်းစာရှင်းလင်းပွဲမှာတေချာသူရှင်းပြတော့တယ်ဒါကြောင့်လေကဘာလို့တကဘာလုံးကသူ့ကိုလေးစားသွားတာအထူးသဖြင့်အနောက်နိုင်ငံခေါင်းဆောင်တွေအားလုံးသူ့ကိုဆက်လို့ရိုက်သွားတာ အဲ့ဒါမှငါတို့ကောင်းဆောင်ဂျန်နက်ဂျန်နက်ခြေသမရထွန်းဘာပြောရမှာပြောတာသူတို့ကိစ္စသူတို့နိုင်ငံကြီးလောလောဆယ်ကတော့အခုလိုအရေးကြီးတဲ့အချိန်မှာအနောက်နိုင်ငံများအားလုံးရဲ့ရန်သူအနောက်နိုင်ငံများအားလုံးကိုစိန်ခေါ်နေတဲ့အီရန်အနောက်နိုင်ငံများအားလုံး UK နိုင်ငံပဲတကဘာလုံးကိုရိုက်ပြီးရန်ဖြစ်နေပြီးတော့စိန်ခေါ်နေပြီးတော့နှောက်ယှက်နေတဲ့အီရန်နိုင်ငံနျူကလ িয়ার လက်နက်ကိုအဲ့ဒီမြေအောက်ထဲမှာအခိုင်အမာတီးဆောက်ထားတာ ဘလုံးမဖြိုလို့မရတော့ဘူးအီရန်ကအဲ့ဒါအပိုင်အစ္စရေးလည်းမဖြိုနိုင်ဘူးအပိုင်လို့တာအဲ့တော့အမေရိကန်သမ္မတပဲလုံနိုင်တယ်အဲ့ဒီအမေရိကန်သမ္မတကလည်းတော်ရုံတောင်သမ္မတကအမိတ်မပေးရဘူးသူ့လိုသမ္မတပဲပေးရတာအဲ့ဒါဒီကမ္ဘာရဲ့သမိုင်းမယ်အဲ့ဒါအမှန်ပဲအဲ့ဒါကိုမင်းတို့ကငါ့ကိုတိတ်ခါချကျင်တာနဲ့မင်းတို့ဘာဖြစ်လို့အဲ့ဒီသတင်းကို twist လုပ်ပြီးတော့ရှောက်ပြောနေကြတာလဲအဲ့မှာသတင်းတော့ကထက်ကွန်တယ်မဟုတ်ဘူးအဲ့ဒီသတင်းကရဲမင်းတို့ကာကွယ်ရေးဝန်ကြီးဌာနကပဲထောက်လိုက်ရေးသတင်းနဲ့အဲ့မှာကာကွယ်ရေးဝန်ကြီးကသူကဒဲ့ပေးလိုက်တာကာကွယ်ရေးဝန်ကြီးမင်းရှင်းသွားတယ်မင်းမင်းထောက်လိုက်ရေးတွေပြောတဲ့ကိစ္စအဲ့တော့ကာကွယ်ရေးဝန်ကြီးကအဲ့ဒီထောက်လိုက်ရေးတွေအဲ့ဒီထောက်လိုက်ရေးတွေ ဒါ primary report ပေါ့ပနာမအစီရင်ခံစာပဲရှိသေးတယ်ဘာမှအတိအကျဘယ်သူမှမသိဘူးဒါပေမဲ့သူတို့လည်းစုံစမ်းနေတယ်ဒါပေမဲ့သူပြောချင်တာကသမရထရန့်ကိုမင်းတို့တိုက်ခါချချင်တာတခုနဲ့ အဲ့ဒီကာကွယ်ရေးဝန်ကြီးကသူကလည်းငကိုတော့ Fox News ရဲ့သတင်းဌာနသတင်းကြေညာသူဖြစ်ခဲ့သူလည်းမီဒီယာသမားဖြစ်ခဲ့တော့ဘာဖြစ်လို့မင်းတို့သတင်းကို twist လုပ်နေတာလဲတဲ့မင်းတို့သတင်းကို twist မလုပ်ပါနဲ့ဒီကိုယ့်ရဲ့ pilot တွေကိုမင်းတို့အားမနာကြဘူးလားတဲ့မင်းတို့သတင်းအမှားတွေရှောက်ပြောနေတာနောက်မို့လို့မင်းတို့ဘာလို့လို့ပြောနေကြတာလဲအဲ့ဒါအဲ့ဒါနဲ့သူကပြန်ရှင်းသွားတယ်ဒါကဒီအဲ့မှာအဲ့ဒါနဲ့ KC ကမကြေညာသေးဘူးတမီးဒါဆိုရင်အဲ့ဒီသတင်းရတဲ့ Israel ထောင်လန်းရေးကိုလက်ခံတယ် Israel ထောင်လန်းရေးကကို အီရန်ရဲ့နျူကလ িয়ার လက်နက်ကိုလုံးဝဖျက်ဆီးလိုက်ပြီးလို့ယုံကြည်လို့သူကိုယ်တိုင်အပြစ်ရလိုက်တာအီရန်ကလည်းသူတို့လုံးဝထိသွားလို့ချက်ချင်းခေါ်တာဒါဆိုသူ့ကိုမေးတယ်အီရန်ရဲ့ကိစ္စဆက်ဆွေးနွေးဖို့ရှိလားတဲ့ဘာပြောရတယ်ထင်လဲဘာပြောသွားမယ်လို့ထင်လဲအီရန်နဲ့ဒါတော့သတင်းစာရှင်းလင်းပွဲမှာပေါ်တင်ပြောရတာနော်အေဒီကေတာအမေရိကန်သတင်းဌာနနှစ်ခုအီရန်နဲ့ဆက်ဆွေးနွေးဖို့ရှိလားတဲ့သူဘာပြန်ပြောမယ်ထင်လဲဆမ်ဘရာထရန်ကအလွန်အမတန်ခံမရခဲ့တဲ့လူနော်ငါစိတ်ဝင်စားဘူးတဲ့ဒါပေမဲ့ရှေ့တပတ်ထဲမှာသူတို့နဲ့ငါတို့တွေ့ဖို့ရှိတယ်သူတို့နဲ့လက်မထိုးဖို့မထိုးဖို့ငါစိတ်ဝင်စားထိုးရင်လည်းထိုးပေါ့ကွာမထိုးရင်လည်းနေတယ် ။ဘာကြောင့်လဲသိလားတဲ့။ငါကသူတို့နိုင်ငံနျူကလ িয়ার လက်နက်မရဖို့ပဲစိတ်ဝင်စားတယ်။အဲသူတို့နိုင်ငံနျူကလ িয়ার လက်နက်ကိုငါဖျက်ဆီးလိုက်ပြီ။အဲတော့သူတို့လက်မသူလက်မထိုးလဲငါစိတ်ဝင်စားဘူး။မင်းကမင်းနိုင်ငံသူပြောချင်တာကအီရန်ကမင်းလက်မထိုးချင်ငါ့ကိုလာဖားတော့ငါလက်မမထိုးရလဲစိတ်ဝင်စားတော့ဘူး။ငါမင်းကိုဖျက်ဆီးလိုက်ပြီ။အဲတော့မင်းကငါနဲ့ပြေလဲချင်တယ်မင်းက session ရုပ်ချင်တယ်ဆိုရင်ငါ့ကိုဖားမရတော့မှာ။မင်းလက်မထိုးချင်ငါ့ကိုလာတော့မင်းစ move လုပ်တော့ငါစိတ်ဝင်စားတော့ငါကငါလိုချင်တာရသွားပြီ။အဲ့လိုပြောသွားတာဗျာ။အပွင့်လင်းဆိုပြောရင်အပေါ်စီးကနေအထက်စီးကပြောသွားတာ။ ောကြရလားဒီချိန်မှာလက်မထိုးမထိုးဘူးငါတို့လိုချင်တဲ့ target ရသွားပြီအီရန်နျူကလ িয়ার နဲ့မရမင်းအီရန်မှာမင်းရမင်းအာနာရှင်ပဲအုပ်ချုပ်အုပ်ချုပ်မင်းရမင်းကြိုက်တာလို့အဲ့ဒါနဲ့တရင်တောင်းနောက်တရောင်းမီးတယ်ကျွန်တော်ချင်းနေသာလန်ကတရင်တော့ဝင်လာမသိဘူးကျွန်တော်စကားမဟုတ်ပါဘူးဒါသမားထွန်းပြောတာကိုကျွန်တော်ဘာသာပြန်ပေးနေတာအဲ့ဒီချိန်မှာအီရန်ကတရင်တောင်းကျွန်တော်ချင်းနေနေသာလန်တရင်တောင်းလာပြီနိုင်ငံတကာတရင်တောင်းကသူ့ကိုမေးလိုက်တယ်မင်းကပြောတယ်ပေါ့နော်တရုတ်ရေးတဲ့မင်းအီရန်ကနေရေးနဲ့ပြောင်းဝင်လို့ရပြီပေါ့။ဒီမှာလို့အစ်စကားပြောတာလေတဲ့။ဘာလို့အီရန်ကိုဆက်ရှင်ထားတာလေတဲ့။အဲ့ဒီချိန်မှာ ။ तू ဘာပြန်ဖြေလဲထင်လား။မဟုတ်ဘူးလေတဲ့။ဆက်ရှင်လောက်တာတသက်ပေါ့လေတဲ့။ဒါပေမဲ့အီရန်ပတ်စံလို့နေပြီတဲ့။ तू အများကြီးပြက်စီးသွားတာ तू ဒီချိန်မှာ तू နိုင်ငံတော်ပတ်စံလို့ပဲပတ်စံလို့ပဲ तू ဈေးရောက်မှရမှာပေါ့တဲ့။ဒါကြောင့် तू ဈေးရောက်လို့ရပြီ။တရုတ်ရေမင်းသူ့ဟာဝယ်ပေးလိုက်လို့ငါပြောတာ။အကောင်လုံးအပေါ်စီးကပြောသွားတာ။အရှိတရားလည်းပြောတာ။ तू စကားကတော့တန်ရင်တမန်ရင်မဆန်ဘူး။ဒါပေမဲ့တကယ်လက်ကြည့်ပဲ။အီရန်ပတ်စံလို့နေပြီ။ ဲ့တော့အီတန်ပတ်စံလူကြီးသူရေနံရောင်းရတော့မယ်ရေနံရောင်းဖို့အတွက်တရုတ်ရေမင်းကိုအီတန်မှာတပ်ပြေးဝယ်တော့မင်းကိုသူပေးလိုက်မယ်အဲ့ဒါအဲ့ဒီသဘောနဲ့ငါပြောလိုက်တာတရုတ်လည်းအီရန်ရေနံတကယ်လုံနေတယ်လीအဲ့ဒါနဲ့အိန္ဒိယနဲ့ပါကစ္စတန်ကိစ္စသူ့ကိုမီးတယ်သူဘာဖြစ်သွားလဲတင်လားနိုင်ငံလုံးကငါဖုံးစပ်လိုက်တယ်တဲ့မင်းတို့စစ်ပွဲရက်မလားမရက်ဘူးလားမရက်ဘူးဆိုရင်မင်းတို့စစ်ပွဲရက်မလားမရက်ဘူးလားမရက်ဘူးဆိုရင် မင်းတို့နဲ့ငါစီးပွားရေးမလုပ်တော့ဟာအဲ့ဒါဆိုနှစ်နိုင်ငံလုံးကပြောတယ်မူဒီနဲ့ငါနဲ့တိုင်ငင်ချင်းမှာပေါ့ပါကစ္စတန်ဘူဂျုံနဲ့လည်းငါနဲ့တိုင်ငင်ချင်းမှာပေါ့နှစ်နိုင်ငံအဲ့လိုမဟုတ်ငါတို့အမေရိကန်နဲ့စီးပွားရေးမလုပ်လို့မရဘူးစီးပွားပြတ်သွားမယ်အဲ့ဒါဆိုရင်မင်းတို့ရက်တော့မရိုက်ဘူးဆိုရင် sorry ပဲသူပြောချင်တာကသူ့ရဲ့ကုံသွဲရေးစစ်ပွဲနဲ့ဒီစစ်တွေကိုသူရက်ခိုင်းတာအဲ့ဒါကိုလည်းသူကပြောလိုက်တာမင်းရင်နဲ့လိုချင်တယ်မဟုတ်လားအီရန်သောဝယ်တော့အီရန်ရေမင်းအခုငါတို့မင်းကိုဖျက်ဆီးလိုက်ပြီးပတ်စံလုံနေပြီအဲ့တော့မင်းရင်နဲ့ရောင်းတော့အဲ့တော့မင်းရင်နဲ့ရောင်းဖို့အတွက်ဘာဖြစ်လဲငါ့ရဲ့သဘောတူညီမှရတော့မှာမင်းငါအောက်ရောက်ပြီအဲ့တော့ဒီချိန်မှာ အီရန်နဲ့လက်မှတ်ထိုးဖို့ကငါငါတို့အမေရိကန်ကစိတ်ဝင်စားဘူးမင်းပဲစိတ်ဝင်မင်းကမင်းကလိုချင်တာငါတို့ကငါတို့ကငါတို့လိုချင်တာရပါပြီအဲ့ဒါမျိုးသူပြောဆိုသွားတယ်အဲ့တော့သူအပြတ်ပြောတယ်မှန်မှန်မှန်တော့အမေရိကန်သမ္မတတယောက်ရဲ့သဘောဗျာအမေရိကန်ကာကွယ်ရေးဝန်ကြီးဗျာအမေရိကန်စစ်တပ်ဗျာအဲ့တော့လုံးဝပြက်စီးသွားပြီအီရန်ဒီနျူကလ িয়ার လက်နက်ကိုနောက်အင့်20တုံးမ10နှစ်20ထုတ်ဖို့မဖြစ်နိုင်တော့ဘူးကြိုက်တဲ့နည်းနဲ့ထုတ်မရဘူးနျူကလ িয়ার လက်စားသူတို့ထုတ်လို့ရတာမဟုတ်ဘူးပေါ့ ်ယူကရိန်းလည်းနဲ့ထုတ်လို့ရတဲ့အရေးကြီးနေရာတွေအကုန်ဖျက်ဆီးလိုက်တာတချို့အစအုပ်တွေမှာဖျက်ပဲထားခဲ့တာကအဲ့မှာနျူကလ িয়ার နဲ့အဲ့ဒီမှာယူရေနီယံယူစိတ်မှုဖြစ်မှာဆိုလို့တမင်မလုပ်ပဲထားခဲ့တာအဲ့ဒါနဲ့မျိုးဆက်လို့လို့မရဘူးကြောက်ကျင်တာကအီရန်နိုင်ငံပြောင်းတာမပြောင်းတာဘာအဲ့သူလုံးငါစိတ်ဝင်စားဘူးသူပြောကျင်တာအဲ့ဒါဒီသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ သူပြောကြားသွားသောသတင်းအမှန်များဖြစ်ပါတယ် ကျွန်တော်ကဘာသာပြန်ပြီးခြင်းသာဖြစ်ပါတယ်။ကဘာလုံးကလည်းသိရှိနေတဲ့သတင်းအမှန်ပါ။အဲ့တော့ CN ကတော့မလျှော့ဘူးပြောနေသေးပဲ။ MSNBC လည်းကျွန်တော်တညလုံးနားထောင်နေပြောနေသေးပဲ။အဲ့တော့သူတို့ကဘာကိုလူချင်တာလဲ။ကိုတုံးကတော့သမရထွန်းမတိုက်လို့တိုက်ရမလားဆိုပြီးအပြစ်ပြောတယ်။ဦးသမရထွန်းမတိုက်တော့ဘူးငြင်းငြင်းလို့တော့လေမင်းတိုက်တဲ့ဟာကမထိပါဘူးဆိုတော့သူတို့ကပါလေအီရန်ကနျူကလ িয়ার နဲ့မထိတာကိုပြောနေတာလား။အမှောက်ထပ်ပြီးဖြက်စီးစေချင်တာလား။အဲအဲအဲ့ဒါကို ြောချင်တာသမရထွန်းသူလည်းနားမလဲတော့ကျွန်တော်လည်းနားမလဲဘူးဘာဘူးစီယန်ကဘာဘူးပြောချင်တာလေသုံးဖက်တရင်အမှန်ကိုပဲသမရထွန်းကိုထောက်ပြချင်တာလားနော်သမရထွန်းကို challenge လုပ်တာလား